alright so အရင်ဗီဒီယိုမှာတော့ IG စစ်စီမှာမရနိုင်တဲ့ GD ရဲ့အားသာချက်တွေအကြောင်းပြောပြပြီးပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့ GD မှာမရနိုင်တဲ့ IG စစ်စီရဲ့အားသာချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်ဆို IG စစ်စီက GD တဲ့အားသာချက်တွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီအားသာချက်တွေအများကြီးတဲ့မှာကျွန်တော်ကိုယ်နဲ့အကြိုက်ဆုံးအရေးကြီးဆုံးလို့ထင်တဲ့အားသာချက်တစ်ခုပဲအဓိကထားပြီးပြောပြပေးချင်ပါတယ် အဲ့ဒါဘာလဲဆိုတော့ចောင်းသားတွေရဲ့အနာဂတ်ပညာရေးအတွက်ကြိုတင်ပြင်ဆင်ပေးနိုင်တဲ့ဘာသာရပ်တွေကိုရွေးချယ်နိုင်ခြင်းပဲဖြစ်ပါတယ်။ GD ကចောင်းသားတယောက် High School Diploma ရဖို့ထိုက်တန်လားမထိုက်တန်လားဆိုတော့စစ်ဆေးပြီးတဲ့ General Exam တစ်ခုသာဖြစ်သလိုဘာသာအနေနဲ့လည်း၄ခုပဲရှိပါတယ်။ IGCSE ကတော့အဲ့လိုမဟုတ်ပါဘူး။ IGCSE မှာဘာသာတွေအများကြီးရှိပြီး ကိုယ့်အတွက်လိုအပ်တဲ့ဘာသာဒါမှမဟုတ်စိတ်ဝင်စားတဲ့ဘာသာတစ်ခုချင်းစီကိုတေချာလေ့လာပြီးရွေးချယ်နိုင်တဲ့ပညာရေးစနစ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျောင်းသားတွေအနေနဲ့သူတို့ရဲ့အနာဂတ်ပညာရေးအတွက်လိုအပ်တဲ့ဘာသာတွေကိုရွေးချယ်ပြီးလေ့လာနိုင်ပါတယ်။ကျွန်တော်ဥပမာလေးတစ်ခုနဲ့ရှင်းပြပါမယ်။ကိုက College University မှာ IT major သွားမယ်ဆိုပါစို့။ဒါဆိုရင် IG စစ်စီမှာတွေကနီးပညာနဲ့ဆိုင်တဲ့ ICT နဲ့ CS ဘာသာတွေကိုကြိုတင်လေ့လာပြီးပြင်ဆင်နိုင်ပါတယ်။ဒီလိုပြင်ဆင်ထားခြင်းအပြင် College University ရောက်တဲ့အခါမှာကိုယူထားတဲ့ major ရဲ့ fundamental တွေသိထားရတော့ကြောင့်မို့လို့စာရင်းလေ့လာသင်ယူတဲ့အခါမှာပိုလွယ်ကူသွားမှာပါ။ IT major မှမဟုတ်ဘူး Medical ်သွားခြင်းတဲ့သူတွေအတွက်လည်း biochemistry physics တို့လိုအရေးပါတဲ့ဘာသာရပ်တွေကိုသိချာလေ့လာနိုင်ပါတယ် engineering major အတွက်လည်း basic math နဲ့ပိုပြီး advanced ဖြစ်တဲ့ math ဘာသာရပ်တွေရှိပါတယ် business နဲ့ economic major သွားခြင်းတဲ့သူတွေအတွက်လည်း economic နဲ့ business studies ဘာသာရပ်တွေရှိပါတယ် GED မှာကျောင်းသားတွေအတွက်ကြိုတင်ပြင်ဆင်ပေးနိုင်တဲ့အထူးပြုဘာသာရပ်တွေအများကြီးမရှိပါဘူးဒီနေရာမှာတခုပြောချင်တာက IGCSE ဖြေခဲ့တိုင်းလည်း college နဲ့ university ရောက်တဲ့မှာစာတွေကမလွယ်ကူသွားပါဘူးကိုက IGCSE ကိုစာမွေးပွဲအောင်ဖို့အတွက်ပဲလုပ်ခဲ့တယ်စာတွေကိုသိချာလေ့လာမသိရဘူးဆိုတော့ဘာမှမထူးပါဘူး ကျိုးရှိဖို့အတွက် IG စစ်စီမှာစာရွေးတေချာလေ့လာသင်ယူပါလို့ပြောချင်ပါတယ်။ဒါမှ college နဲ့ university ရောက်တဲ့အခါမှာစာရွေးကပိုလွယ်ကူသွားမှာပါ။အဲ့တော့ဒီလောက်ဆိုရင် IG စစ်စီရဲ့အားသာချက်ကိုနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။တကယ်လို့ပြောသွားတဲ့အကြောင်းအရာတွေမှာနားမလည်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။ Alright, I'll see you guys in the next video.